သိန်းအောင်စာ1218ခုနှစ်တပေါင်းလတွင်ဖရာကုန်းတော်ပေါ်အလဲဖရာရှိမဟာယန္တတိုင်းအတွင်း၌သိန်းသမုတ်လီသည်သိန်းအောင်စာမှတ်တမ်းမှာဖော်ပြပါအတိုင်းဖြစ်သည်မြတ်စွာဘုရားသာသနာတော်2399ခုတက္ကတိ1218ခု ဒီက416ခုရတ္တတပေါင်းလတွင် ဘုံတော်အလွန်ကြည်မြတ်တော်မူလာသောရေမြင့်အရှင်စားတတ်စင်မင်းသခင်စင်ပြူများရှင်ဆက်ကြသခင်ဘဝရှင်မင်းတရားကြီးရွှေလက်ထတော်ဘဝရှင်မင်းတရားကြီးကကိုစားတော်စားကုသူတော်ပွားလင်းရင်ရွာတကြီးရွှေသေးကိုလင်းရင်ရွာရှိဖျားသုံးစုတွင်အလဲဖျားရှိတော်မဟာယံတတိုင်းအတွင်မြေကို ဝိတုံကာမမြေစာပေဒနာတော်မူ၍လင်းရင်ရွာသားကြီးငယ်တစုတို့နှင့်တကွတကြီးရွှေတဲကမင်္ဂလာဂိုင်းတော်အုပ်ခက်ခဆရာတော်ဘုရားကိုရှောက်ထားတောင်းပန်လင်းဆရာတော်ဘုရားလည်းဂန္နာစတိယဂန္နာပေါမောက္ခဖြစ်တော်မူသည့်နှင့်အညီတိလဝံဂုဏဝံလစီပေတလတိတ်ခါကာမနှင့် ပြည့်စုံသောဂိုင်းသားတပည့်တန်ဃာတော်29ပါးနှင့် တာနာငါးတော်အရှိတိသည်။ကာလပဲလို့တာနာတော်မြတ်ဤမူလဘူတာဖြစ်စေတော်ငါတမဝါယမတမဆန္ဒတော်အာတိ၍ဝိနည်းအရာ၌ဂုရုကထပြုတော်မူသဖြင့်အလျား၁၈တောင်းအနံ၁၃တောင်းတော်ပမာဏရှိသော ခန္ဓာတင်ပြုလုပ်ပြီးလျှင်ပေနေနမိတ်တို့ကို လုံကြုံစွာစောင့်သိလျက် ကမဟွာကောင်းသောယဟန်တို့ကို၈ချိန်၉ချိန်တေချာစွာနှုတ်စီပြီးမှယင်နမိတ်၃ချိန်၃တန်ကြားပြီးလျှင်အလွန်နှစ်သက်လာစွာသော ပထမကမဟွာခခခိုင်အုပ်စရာတို့စီကိုင်းဆန်ကြောင်းကိုင်းတော့ဥဝိစာရတောင်ရင်ဥနန္ဒမာလာဒုတိယကမဝါကန်တုရှုစရာဥမီတာဝီဘောက်တော့စရာဥအက္ခဓမ္မဥဥတ္တမ တတိယကမဝမက်ဆလီချောင်းဥဝိမလာစာရကိုကိုချောင်းဥအာစာရဥနန္ဒမာလာ၎င်းကမဝ၃ဆိုင်တို့ကိုဖက်ရွရွတက္ကတိ1219ခု တပေါင်းလာပြီကျော်၄ရက်တနင်္လာနေ့တချက်မတီးမီ၁၈ဘဝအချိန်တို့ရောက်လင်သမုတ်တော်မူ၍ တိမာသမှုဒီကံကိုမနှောက်မရှက်ကောင်းစွာပြီးသောဝိတုံကာမတိမ်ဖြစ်ပါသည်။နောင်နောင်သောယဟန်တန်ဃာတော်တို့ကုတ်ကုဆာတန်တရာမရှိစိန်သောငါကြောက်စာတေချာစွာရေးသား၍မှားထားခဲ့ပါသည်။မူရင်းတက်ပုံအတိုင်းသာကြောက်စာဆိုတော်လေရည်တွင်သားသောကြောက်စာကိုမတွေ့ရပရပတ်အတွင်း၌ရည်တွင်မှတ်သားထားသည့်ကိုသာကူးယူဖော်ပြရပါသည်။ ကြောက်စာရေးထွင်းရန်ရေးသားပြီးကြောက်စာမထွင်းဘဲရှိတံရာဤဆရာတော်ဝဟာရဤမှတ်တမ်း၌ခိုင်အုပ်ဖုံးတော်ကြီးတစ်ပါးကိုသာဆရာတော်ဟုတုံဆွေ၍အခြားဖုံးတော်ကြီးများကိုခိုင်တော်ဥဝီစာရတောင်ရင်ဥနန္ဒမာလာဟုဘွဲ့မြီကိုသာတုံ၍၎င်းကန်တုရှုဆရာဥမီရာဝီ ဘောတော်ဆရာဥအကဓမ္မဟုဆရာဟုသောစကလုံးကိုသုံး၍၎င်းမှတ်သားထားသည်ကိုတွေ့ရ၏ဆရာတော်ဟုသောဟောဟာရနှင့်ဆက်၍ဆရာတော်ကအောက်ပါအတိုင်းမိတ်ဆိုပူ၏ရှေးကဘုံကြီးများကြီးကျင်တန်းကြီးမြင်းကိုယ်ွယ်မခံရရင်ဆရာတော်မခေါ်ရဘူးတောမှာရာဇာကုရုဆိုတာမြင်ဘူးတာမဟုတ်ဘူးခိုင်းအုပ်ခိုင်းတော်လောက်သာမြင်ဘူးကြတာမှန်၏ တော်ဟူသောအသုံးသည်ဘယင်နှင့်ဆက်သောအသုံးဖြစ်၏ဘယင်နှင့်ဆက်သည်များကို အမိန်တော်နန်းတော်မြို့တော်ဆွေတော်မျိုးတော်စသည်ဖြင့်တော်တက်၍တတ်မှတ်ကြသည် ထို့အတူဘယင်ကိုယ်ကိုယ်စီကဲ့သောဆရာကိုလည်းဆရာတော်ဟု တော်တက်တတ်မှတ်ခြင်းဖြစ်ပေသည်တို့ဖြစ်လျက်အဘယ်ကြောင့်ဤကြောင့်စာမှတ်တမ်း၌မင်္ဂလာခိုင်းတော်ဟုခက်ခဆရာတော်ဟု ုံထားပါသည်နိယာစာကုရုဖြစ်သောကြောင့်လောဘယင်ခိတတ်မှတ်သုံးလုံးမှုတို့ကိုအလေးမမူတော်သောယခုနောက်ခေတ်ရောက်မှရိမ့်မှတ်ထားခြင်းကြောင့်လောဂိုင်းအုပ်ဖုံးတော်ကြီးအပေါ်၌လေးစားသည့်အနေဖြင့်တက်တက်ချီမြောက်သုံးလုံးထားခြင်းလောယာစာကုရုဖြစ်မှုမှတ်တမ်းเสียကထိုဂိုင်းကိုမှတ်တမ်းတင်ရေးသားခြင်းမပြုဘဲ ချမ်းလန်းထားမည်မဟုတ်ပြီတိမတမှုဒီကံသည်ဒါနာတော်၌အလွန်အရေးပါသောဆောင်ရွက်မှုဖြစ်သည် ထို့ကြောင့်ပေါ်ပေါ်ဆာဆာထားပြီးနှောင်းလာသောယခုခေတ်မှရိမ့်မှတ်သောကြောက်စာလည်းမဟုတ်နိုင် အဖြစ်နိုင်ဆုံးမှာတသက်ချင်းမြောက်ရေးသားခြင်းသာ ဖြစ်ရန်ရှိပေသည်ဆရာတော်သည်ရှိကတစိ့စာကျွန်များဆက်ကအုံပြုပုံကိုဤတို့မိန်တော်မူသည် ရာစာကုရုတွေသာတန်တဆိတ်ကြီးတွေကတဲ့ဂိုင်းအုပ်ဂိုင်းတောက်တွေတော့ထရွေရေးပြီးကြီးတောက်ထဲထက်ကတဲ့စာချုံလို့ခေါ်တယ်ထရွေအရင်ကခြုံထားရတယ်အဖျားကလည်းအခြုံအတိုင်းထားရတယ်စင်ရဲသားတွေရေးတော့အဖျားကထုံထားရတယ်တာရင်နိုင်ဖိတ်တဲ့အခါဒါနဲ့ရေးဖိတ်ကြတာပဲ တရွာတရွာမဲကညစ်ရေးတဲ့သူရှိရတယ်။တီဘောမင်းလက်ထက်ရောက်တော့ဗလာဆောက်ကလေးများပေါ်ပေါက်လာပါပြီ။တစေးကြီးတွေထရွက်ပေါ်ဒီအတိုင်းတင်ပြီးရရတာပဲဆလုံးအကွင်းလိုက်ခြင်းတည်း။ဆရာတက ဖုံးတော်ကြီးဦးနရိန်တာတီရွာဦးရွာထိပ်ကနေ၍ကျောင်းသားသူငယ်ရှင်ငယ်ယဟန်ငယ်များအားဗုဒ္ဓတရားတော်အခြေခံတော် သင်ခန်းစာများကိုပို့ချပေး၏လောကသဘောတူကို ဝေဖန်ပိုင်းခြားအထင်သာမြင်စေ၏လိနဲ့သောဗုဒ္ဓတရားတော်တို့ကိုနှုတ်ဝဲတွတ်တွတ်ရွတ်စေ၏ယတုရွာသားတို့ကိုဆုံးမကံမြင့်တရားရှိသူများဖြစ်စေ၏စာအခြေခံရှိပြီး၍အပေါ်ပါသာ အဖြစ်လိလလိုသူများအားဘေးရင်ကိုလည်းတင် जा ပေး၏ဤသို့ဖြင့် လောကအကြီးဓမ္မစီတို့ကိုတိုက်ချွေးဝေငါကာမဝါတိယဟန်တို့ဤဝင်တာတို့ကိုလူခွဲပြောခွဲမရှိရလေအောင်ထမ်းဆောင်လျက်ရှိထို့ကြောင့်ငနဆောဆောအချိန်ညဦးအချိန်တို့၌ကြီးစီတန်ခေါလုံးတန်ဝိပုတန်စာပြန်တန်တို့ဖြင့်ကြည်နူးွယ်ဖြစ်နေ၏နေ့အချိန်တို့၌လည်းစာအန်တန်စာကြက်တန်တို့ဖြင့်တော်တော်ညံလျက်ရှိ၏ ယဟန်တာမဏိသူငယ်ចောင်းသားတို့ဖြင့်စီကားလျက်ចောင်းချက်တရေကိုအပြည့်အဝအဆောင်နေပြီသည်တကားတကားမတို့ကလည်းမိမိတို့ဤမိမိတို့ဤရှင်သွေးတို့ကိုလောကအကြောင်းဓမ္မအကြောင်းတို့ဖြင့်ဆုံးမသွန်သင်၍ပညာတရေဆောင်ရွက်တော်မူသော ဖုံးတော်ကြီးဥနရိန္ဒအကြောင်းကိုပစ္စည်းလေးပါမလိုရအောင်ထောက်ပံ့ကြ၏ မြမလူမျိုးဗုဒ္ဓဘာသာဝင်တို့သည်ယဟန်တို့ငါတိတကဲ့သို့ပေကံဝင်ကမှုဤအချိုးကျေစုကိုတရဝါတို့တိကြမပေကံမဝင်ငါပဲမစားကြကုန်ရာဟုဣတိဩပါဠိတော်ဒါနသုံး၌ဟောတော်မူသည့်အတိုင်းပေကံဝင်ပါမှုဤအချိုးကိုအထက်အလျောက်ရိမ့်မိတိရှိကြသော သူတော်စင်များပြည်ပြည် စာဦးစာပြလှူဒန်းကြရမှာဂျင်းနဲ့ကြဤနောက်ဆုံးမိမိဝေပုံကြစားဖို့ထားသည့်ထဲမှာပင်ခွဲဝေ၍ရော့ရင်လိုရမှာဂျင်းနဲ့ကြဤထို့ကြောင့်လင်းရင်ကြောင်းကြီး၌ညပြလာသောယဟန်တာမဏိကြောင်းသားများပါမကမိကိုနေကြသောခွေကြငှက်တို့ပါစားတော်မကုန်အောင်ရှိ၏မြမလူမျိုးတို့ဤဤတလေသည်အလွန်မြတ်နိုးဝယ်ကောင်းလာတော်သည် ဤသို့လျှင်လင်းရင်ကြောင်းကြည့်စီဟာတော်နှင့်တခါတခါမတို့သည်ဂိုင်းကျွန်းမီကျွန်းကိုင်းမီဆိုတဲ့ကဲ့သို့ကိုဆိုင်ရာတာဝန်ကိုကိုထမ်းလျက်ကာနာတော်နှင့်မြမယဉ်ကျေးမှုတို့ကို ဆောင်ရွက်နေကြသည်မှပျော်ရွှင်ကြည်နူးပွေရှိလာပေသည်